စကိုင်းတိုင်းကမ်းဘလူးခရိုင်ထဲမှာအခုနှစ်ဧပြီလကနေစက်တင်ဘာလအတွင်းတိုက်ပွဲပေါင်း200ကျော်ဖြစ်ပွားခဲ့ပြီးစစ်သား30ကျော်ထိ傷ခဲ့ကာ9ဦးအရှင်ဖမ်းမိခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်10ဦးလည်းကြာဆုံးခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။ တော်လိုင်းတပ်ဖွဲ့တွေစုဆောင်ရရှိထားတဲ့အချက်လက်တွေအရတိုက်ပွဲတွေကြောင့်ပြည်သူ6ယောက်လည်းသေဆုံးခဲ့ပြီး33ယောက်ထဏ်ရာရရှိခဲ့တယ်လို့နေအိမ်တွေရာနဲ့ခြီးပြီးတော့လည်းမီးရှို့ခံခဲ့ရတယ်လို့ကျွန်းလှကမ်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်ဘလူခရိုင်ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ် ဒီချက်လက်တွေဟာအသေးစိတ်မဟုတ်ပဲမြေပြင်အခြေအနေမှာပုံများနိုင်တယ်လို့ဆိုပါရယ်အဲ့ဒီတိုက်ပွဲတွေအတွင်းဒေါ်လာရဲဘော်အယောက်20နီးပါးလဲထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါရယ်ကမ်ဘလူခရိုင်ထဲမှာလက်ရှိအချိန်ထိစစ်ကြောင်းတွေရှိနေပြီးနိုဘာလ21ရက်နေ့ညနေပိုင်းမှာလဲကြောက်တိုင်ကြီးရွာနဲ့ရေကြီးဦးကြီးရွာတွေကပြည်သူပိုင်နေတွေကိုမီးရှို့ဖျက်ဆီးနေကြပြီးမီးလောင်ပျက်စီးနေတဲ့အသေးစိတ်အခြေအနေကိုစုံစမ်းနေစေဖြစ်တယ်လို့လဲကျောလာကမ်ဘလူတကြွလှူရှားသူများအဖွဲ့ကမ်ဘလူခရိုင်စီကသိရပါရယ်ရှင်